အပိုင်း934ရဲ့အဆောင်မှာတော့ဇူရူကသူ့ရဲ့အပေါ်ဝစ်ဆောင်ကိုချွတ်လိုက်ပြီးတေမင်းကိုတိုက်ခိုက်ဖို့အတွက်အသင့်မြင်ထားလိုက်ပါတယ်။ပြီးတော့ဒါကိုတစ်ဖက်ကနေလူကြီးကလည်းရက်ကြည့်နေပါတယ်။အဲဒီနောက်မှာတော့ဝေယုံကမြေပေါ်ကိုကြာသွားတာနဲ့ဇူရူရဲ့တိုက်ခိုက်မှုတွေကစတင်မှာတော့တယ်။ဇူရူကတေမင်းကိုကြီးကဒီထက်ပိုပြဖို့လိုအပ်နေပုံပဲလို့ပြောလိုက်ပြီးအာဂုံခုတ်ချပြနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကအပြင်းထန်တိုက်ခိုက်နေခဲ့ကြပြီးတစ်ဖက်မှာလည်းလူဖီကတိုက်ခိုက်နေတာပါ။သူကနောက်ထပ်အနိုင်ရသွားခဲ့ပြီး gift တွေကိုအမောက်သိပ်ပြလိုက်ပါတယ်။ လူဖီကလေးချင်းရတာတိတ်အဆင်မပြေဘူးလို့ပြောနေတာကြောင့်ဟီယိုဂူရိုကအံ့ဩနေခဲ့ပါတယ်။အဲဒီနောက်လူဖီကကွင်းကိုသူတို့တွေနဲ့လေးချင်းလို့မကောင်းဘူးလို့ပြောလိုက်ပြီးပိုပြီးအားကြီးတဲ့သူမရှိဘူးလားလို့ဆိုကမင်းဆိုရင်လည်းရတယ်တော့လို့ပြောလိုက်ပါတယ်။တစ်ဖက်ကနေဘဲကလမ်းလျှောက်လာပြီးသူကလူဖီကိုကိုချင်းတွေကိုမသိဘူးပဲလို့ပြောပြီးကွင်းကိုတကယ်လို့လူဖီကိုသာနိုင်ရင်ဒပ်ဗလင်နေအားလုံးကိုစားလိုက်လို့ရလားလို့မေးပါတယ်။အခုကြတော့ကွင်းကဘဲနီလေးဟင်းကြီးတွေကိုတောက်လိုက်ပြီးဘဲကိုစိတ်ကြိုက်လို့လို့ပြောလိုက်ပါရီသူရဲ့စကားကိုကြတော့ဘဲကအရင်ကထပ်ပိုးတက်ကြသွားပြီး ြောလိုက်ပြီးတော့စင်မော်ကိုတက်လာခဲ့ပါတယ်။ဒါကိုမြင်တော့ဟီယိုကိုရောဒီတစ်ခါဘဲတကောင်မလားလို့ပြောလိုက်ပြီးချင်းစရာကောင်းသားပဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်လူဖီကတော့ဒီဝက်ဝင်ကိုမင်းကအစားလုံးပါကြီးတာပဲလို့ပြောလိုက်ပြီးဒမ်မလင်တွေကိုမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘဲကလူဖီကိုစတင်တိုက်ခိုက်ပါတော့တယ်။ဒါကြောင့်လူဖီကဘဲကိုလက်သီးနဲ့ထိုးလိုက်ပြင်မဲ့ဘဲကလူဖီကိုအဲ့ဒါကငါ့ကိုဘာမှမဖြစ်စေဘူးလို့ပြောလိုက်တယ်။ပြီးတော့သူကလူဖီကိုလက်သေးတွေနဲ့တိုက်ခိုက်လိုက်ပါတယ်။ ဒါကြောင့်ယူဂရိုကလူဖီကိုဝက်ဝင်တွေကချစ်ဖို့ကောင်းမိမယ်သူတို့ရဲ့လက်သေးတွေကအတော်ကြောက်စရာကောင်းတယ်လို့ပြောပြလိုက်ပါတယ်ဒါကိုကြတော့လူဖီကဘဲကိုမင်းအတော်လေးကိုမာရာပဲလို့ပြောလိုက်ပြီးလေးချင်းမို့အတွက်အဆင်ပြေတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ကိုင်တိုကမင်းထက်ပိုမာရယ်လို့ဆိုတာလူဖီကသူ့ရဲ့အစွမ်းကိုထုတ်သုံးပြီးတိုက်ခိုက်လိုက်ပါတယ်အဲဒီနောက်မှာတော့လူဖီရဲ့ထိုးချက်ကြောင့်ဘဲတယောက်လဲကျသွားပြီးသူကအထက်အနိုင်ရသွားခဲ့ပေမဲ့လူဖီကတော့မဟုတ်သေးဘူးလို့ဆိုတာအားထက်ကြည့်လိုက်တိုင်းထိုးမိနေရလို့ပြောနေခဲ့ပါတယ် ဒါကိုကြည့်ပြီးဟျိုဂူရိုကတော့လူဖီကိုဆောနာကမင်းဘာရီကိုစမ်းနေရလဲလို့ပြောခဲ့ပါတယ်။တဖက်မှာတော့ဂင်းရဲ့မုံကဒူးကိုမြင်တော့နှုတ်ဆက်လိုက်ပြီးဘယ်ဒီသွားနေရလဲလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ဒူးကတခုခုဖြစ်လာလို့လားလို့မေးလိုက်တော့ဂင်းရဲ့မုံကအခုသရီးအမတ်စိတ်နဲ့ပတ်သက်ပြီးလူတီသွားပြီလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကင်းရဲ့မုံကဒီလောက်အသေးချလောက်ထားတာတော့ဘလို့တီသွားလဲဆိုတာမသိဘူးလို့ပြောပြလိုက်ပါတယ် ကဲရောကအခုမှဆိုရင်မြို့ထဲမှာဒီကိစ္စနဲ့ပတ်သက်တဲ့အကြီးအကျယ်တွေဖြစ်နေရလို့ပြောပြလိုက်ပြီး GMO ကတော့အစိုးဆုံးကလာချမ်းပုံနဲ့ခြေထောက်ပါတဲ့တပ်တူကဆက်ဆက်နေရာကိုသိသွားခဲ့ပြီးတော့အခုမြို့ထဲမှာကိုင်တိုနဲ့အိုရိုချီရဲ့လူတွေကဓာရီကိုလိုက်ပြီးဖမ်းနေခဲ့တယ်ဆိုတာကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန်ခြေထောက်မှာလာချမ်းပုံတက်တူပါတဲ့လူတယောက်ကိုကိုင်ရွေးလူတွေကဖမ်းမိခဲ့ပြီးသူရဲ့ကိုဘော်ကစာရွက်တရက်ကိုလည်းရှာတွေ့ခဲ့ပါရီ။ဒါကြောင့်ခေါင်းဆောင်ဖြစ်သူကခြေထောက်မှာတက်တူပါတဲ့သူကတော်လန်တဲ့သူတွေပဲလို့သတင်းပေးလိုက်ခဲ့ပါရီ။ တဖက်မှာလေဟော့ကင်းကဒါရီကိုကြည့်ကကောလာဟလာသတင်းတွေကပြန်လာအရင်မြန်နာပဲလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ဟော့ကင်းကဒရိတ်ကိုမင်းကကန်ကောင်းသွားတယ်လို့ပြောလိုက်ပြီးဒရိတ်ကဘာကိုလဲလို့မေးလိုက်ပါရီသူရဲ့စကားကြောင့်ဟော့ကင်းကစန်ကြီးနဲ့တိုက်ခိုက်ခဲ့တာကိုပြောပြခဲ့ပါရီအဲ့တုန်းကဟော့ကင်းကစန်ကြီးကိုတိုက်ခိုက်လိုက်ပေမဲ့စန်ကြီးကလီဘောကိုပြန်ကရှောင်ပစ်လိုက်တာပါဒါကိုမြင်တော့ဟော့ကင်းကဒီထက်ပိုပြီးတိုက်ခိုက်လိုက်ပေမဲ့စန်ကြီးကထပ်ပြီးရှောင်ထွက်သွားချိန်ဒရိတ်ကတော့စန်ကြီးကိုဓာတ်နဲ့ခုတ်လိုက်ပါရီ ဒါပေမဲ့စန်ဂျီကတော့ပျောက်သွားတာကြောင့်သူကအံ့ဩသွားခဲ့ပြီးစန်ဂျီကတော့နာမီရိုနားမှာပြန်ပေါ်လာတာပါပြီးတော့သူကနာမီရိုကိုခေါ်ကထွက်ပြေးသွားခဲ့ပါတယ်ဒါကိုမြင်တော့သူတို့ကပြေးလိုက်သွားခဲ့ကြပေမဲ့မရခဲ့ပါဘူးအဲ့နောက်ဟော့ကင်းကဒရိတ်ကိုမင်းကအိုဆိုဘာမတ်ကိုလွတ်သွားတာလားလို့ပြောလိုက်ပြီးဒရိတ်ကတော့မျက်နှာပြတ်သွားခဲ့ပါတယ်ဟော့ကင်းကိုလည်းသူကမင်းလွတ်မြောက်သွားတာကိုတော့ညင်းလို့မရဘူးလို့ပြောလိုက်ပါတယ်တဖက်မှာလည်းတက်တူးကိစ္စကြောင့်အားလုံးကဆူညံနေပြီးရွရွတဲတဲတွေလည်းဖြစ်နေပါလေအဲ့ဒီအချိန်ဒိုနာယာဆူကလမ်းမကြနေတဲ့ဆာရဲတဲကိုကောက်ကြည့်လိုက်ပြီးသူက မိပွဲတော်ညာဟာဘူးစိတ်ကန်းလို့ပြောလိုက်ပြီးတော့တော်လန်ရင်အမှတ်သားလာချမ်းမုံပါရီလားလို့ပြောလိုက်ပါတယ်ပြီးတော့သူကဒါကိုကြည့်ကပြောနေခဲ့ပါတယ်တဖက်မှာတော့ပြည်သူတွေအားလုံးကဂျိုရှိုရဲ့အိမ်ရှိမှာစုစည်းနေပြီးအိုရီယန်အတွက်ဝမ်းနဲ့ပူဆွေးနေကြတာပါသူတို့ကအိုရီယန်အတွက်စုတွေကိုတောင်းပေးနေခဲ့ပြီးတော့ပူဆွေးနေခဲ့ကြပါတယ်ဂျိုရှိုကတော့အပေါ်ကနေကြည့်နေပြီးတယောက်ကတော့ဂျိုရှိုကိုအိုရီယန်အတွက်လှုပ်ပေးခဲ့မဲ့ပွဲတွေအားလုံးကိုဖျက်လိုက်ပြီးလို့ပြောလိုက်ပါတယ်ဒါပြင်မနေ့ပြန်တဲ့ဂျိုမဲနေကြရင်လည်းလူပိုများနိုင်တယ်လို့ပြောပြခဲ့ပါတယ်တဖက်သူက ရုပ်ရှင်ကိုဆရာကမုံနီးနေတဲ့သူတွေတိတ်မများပါပဲ။ Orion နဲ့ပတ်သက်ပြီးထိခိုက်အောင်လုပ်တာမျိုးတွေရှိလာနိုင်တာကြောင့်သတိထားဖို့အတွက်လိုအပ်ကြောင်းသတိပေးပြောလိုက်ပါရီ။ဒါကိုကြတော့ယိုရှီရိုကအောက်ဖက်ကငိုနေတဲ့သူတွေကိုစိတ်ပြတ်တယ်လို့တစ်ချက်ကြည့်လိုက်ပြီးသူကအားလုံးဘာတွေဖြစ်နေရလဲ။ Orion ဆုံးသွားတာအတွက်ပိုပြီးအထီးခိုက်များမှာကသူပဲလို့ပြောပြလိုက်ပါရီ။အဲဒီနောက်ယိုရှီရိုကအခုလောက်ဆိုအိုရိုချီလဲဒေါသထွက်နေလောက်ပြီလို့ပြောလိုက်ပြီးဒါရီအားလုံးကဒါကြောင့်မဲလို့ဆိုတာရင်မထဲကနေတော်လည်းရမသားပါတဲ့ဆာရွက်ကိုထုတ်ကြည့်ကပြုံးနေခဲ့ပါရီ။ တဖက်မှာလည်း Orient တီဆုံးသွားတဲ့အတွက် Orochi တယောက်ရန်ကိုဝန်းနေနေပြီးသူကအခန်းကားတွေကိုပိတ်ကာနေနေခဲ့တာပါဒါကြောင့်လောက်ကလူတွေကလည်းရန်ကိုစိတ်ညစ်နေကြပြီးသူတို့က Orochi ထွက်လာဖို့ကိုမျှော်လင့်နေပါတယ်အပြင်ကသူတို့ကတော်လန်ရင်မှတားပါတဲ့စာရွက်တွေကိုကြည့်ပြီးမိထုံးပွဲတော်ညအကြောင်းကို Orochi ကိုရှောက်တင်နေခဲ့ပေမဲ့ Orochi ကတော့ Orient ဆုံးသွားတာလောက်စိတ်မဝင်စားဘူးဖြစ်နေပါတယ်သူကဘာကူမနားမထောင်တဲ့အပြင်ချိရတဲ့မိန်းကလေးကိုပါဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကိုမင်းတို့ကနားမလည်တတ်ပါဘူးလို့ဆိုပြီးအပြစ်တင်လိုက်ပါရီအဲဒီနောက်မှာတော့အိုရိုချီက ပုံမှန်တိုင်းပဲဆက်လက်နေထိုင်ခဲ့ပြီးငိုနေခဲ့ပါတယ်။တဖက်မှာလည်းတိုနီယာစုကအပြင်ဘက်ကနေပြန်ရောက်လာပြီးလော်ရိုခန့်အရှိမရှိနေတဲ့ကလေးတွေကိုဘာလို့နေရလဲလို့မိလိုက်ပါတယ်။ဒါကြောင့်ကလေးတွေကတိုနီယာစုကိုအထင်မှရန်ဖြစ်နေတာလို့ပြောပြလိုက်ပြီးတိုနီယာစုကရန်ဖြစ်တာမကောင်းဘူးလို့ပြောလိုက်ကာကလေးတွေကိုစားစရာတွေပေးပြီးတဖက်ကခန်းထဲကိုသွားနေဖို့အတွက်ပြောလိုက်ပါတယ်။အထင်မှတော့လောကသူရဲ့အားလုံးရဲဘော်ရဲဘက်တွေကိုယုံရမယ်လို့ပြောလိုက်ပြီးသူရဲ့ရဲဘော်ရဲဘက်တွေကိုသွားခဲ့မယ်လို့ပြောလိုက်ပါတယ်။ ါကိုကြတော့ရှင်နိုဘူးကလောကိုနေယူနေရလားလို့ပြောလိုက်ပြီးအတိသွားခံမလို့လားလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့သူမကလောကိုအခုမျိုးတော်ထဲမှာပူပေါင်းနေတဲ့သူတွေတယောက်ပြီးတယောက်ဖမ်းခံနေရတယ်လို့လည်းပြောပြလိုက်ပါရီဒါကိုကြတော့ဖြစ်နိုင်တယ်လို့ပြောပြလိုက်ပါရီလောကတော့အခုလိုပြောနေတဲ့အချိန်မှာဖြစ်နိုင်တာတွေမဖြစ်နိုင်တာတွေကိုပြောဖို့မပြောဖို့ဘယ်ဘူးကအဲဒီလိုပြောမဲ့အမှားသားတွေရဲ့တတ်သိခံသူတွေပဲလို့ပြောပြလိုက်ပါရီအဲဒီနောက်လောကကသူ့ရဲ့လူတွေကိုသွားခေဖို့လုပ်နေချိန်စံကြီးကတားလိုက်ပြီးခေါင်းအေးနဲ့ထားဖို့အတွက်ပြောပါရီ ဒါပေမဲ့လောကသူ့ရဲ့စကားကိုလက်မခံသလိုရှီနိုဘူကလည်းနာမည်ရဲ့လက်ချက်ကြောင့်ပွာရောင်းနေတဲ့ဆန်ကြီးကိုခေါ်ပြီးအေးအေးဆေးဆေးနားတင်တာကနင်းလေးလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ဆန်ကြီးကအားလုံးကိုတငယ်ချင်းကိုယုံလို့ရမယ်လို့ပြောတော့ဆန်ကြီးကသူမတို့ရေချိုးတဲ့နေရာကိုလာချောင်းကြည့်ခဲ့လို့ပဲလို့ပြောလိုက်ပါရီဒါကြောင့်ဆန်ကြီးကိုမိသွားတဲ့နာမည်ကဆန်ကြီးကိုထူထောင်ပစ်တာပဲလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ရှီနိုဘီကလောကိုမိသွားတဲ့သူတွေကိုတပ်ပစ်လိုက်ဖို့အတွက်ပြောတော့လောကစိတ်တို့သွားပြီးဥဆုပ်ကတော့ဒါကိုကြောက်စရာပဲလို့ပြောလိုက်ပါရီ ဒါပေမဲ့ရှီနိုဘူကတော့ဒါကသူမတို့နင်ဂျာလောကမှာအာမန်မဲလို့ပြောလိုက်ပြီးရှီနိုဘူကလက်သီးကိုဆုပ်ကဝန်းနေနေပါတယ်။ပြီးတော့သူကသူတို့ကအပြောကစားနေတာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်။တကယ်လို့နောက်နေ့20ကျောင်းဒီအချိန်လေးကိုစောင့်နေခဲ့တာလို့ပြောပြလိုက်ပြီးပြီးသွားခဲ့ရင်လည်းနောက်တစ်ခါမှရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကန်ဂျူရိုကရှီနိုဘူကိုရင်ကျက်ဖို့အတွက်ပြောလိုက်ပြီးအရာရာတိုင်းကစိတ်ထင်သလိုမဖြစ်လာနိုင်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့လူတွေရဲ့အကူအညီမပါဘဲနဲ့လေအိုရန်ရဲ့ဆန္ဒကိုဖြည့်နိုင်မှာမဟုတ်ဘူးလို့ကန်ဂျူရိုကပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒိုနိုယာဆူက အထဲကိုဝင်လာခဲ့ပြီးအပြင်ကနေအတန်းတွေကိုကြားနေရတယ်လို့ပြောပြလိုက်ပါတယ်။ဒါကိုမြင်တော့နာမီကတိုနီယာစုကိုနင်ကဘာသူလဲလို့ပြောလိုက်တယ်။အဲဒီအချိန်တိုနီယာစုကသူ့ရဲ့ပုံစံအတိုင်းနာမီကိုလှလိုက်တာနတ်သမီးလေးများလားဆိုပြီးမြောက်ပြောလိုက်ပါတယ်။ဒါကိုကြားတော့နာမီတယောက်ချက်ချင်းပဲအမူအရာပြောင်းသွားခဲ့ပြီးတိုနီယာစုကိုအထဲကိုဝင်ဝင်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့တိုနီယာစုကရှီနိုဘူနဲ့ကန်ဂျီရိုတို့ကိုပေါင်းပြီးငွေပေါင်းနီလိုနှုတ်ဆက်လိုက်ကသူကစာရွက်ကိုထုတ်ပြီးဒါကတကယ်ပေါ့လို့ပြောလိုက်ပါတယ်။ပြီးတော့သူကအားလုံးကိုစားတော့မလား အဆုံးဖြတ်တိုက်ပွဲကလို့ပြောလိုက်ပါတယ်တဖက်မှာလည်းဇိုရိုနဲ့ကာမိုရိုတို့ကတိုက်ခိုက်နေပါတယ်သူတို့ရဲ့တိုက်ခိုက်မှုကြောင့်ဘီနာကတစ်ပင်တွေပါလှုပ်ရမ်းသွားခဲ့ပြီးအဲ့ဒီအချိန်လူကြီးကဒါကိုကြည့်ပြီးတော့အသေးချာကြည့်နေပြီးဇိုရိုရဲ့ဟာခွက်ကိုရှာနေခဲ့ပါတယ်ခဏကြာတော့သူကရှာတွေ့သွားခဲ့ပြီးသွားပြီးတိုက်ခိုက်လိုက်ပါတယ်ဒါကြောင့်လူဖီကဒါကိုလှည့်ပြီးတော့ထွက်ခါရင်မတ်ကိုဖောက်သွားပြီးဒါကိုမြင်တော့ကာမိုဇိုကပြောသွားခဲ့ပါတယ်ဒါပေမဲ့သူရဲ့ဓာတ်ကိုပြန်ပြီးထုတ်ဖို့လုပ်တဲ့အချိန်မှာတော့ဓာတ်ကပြန်ထုတ်လို့မရတော့ပါဘူး။ဒါကြောင့်ခါမာဇူကလန့်သွားခဲ့ပြီ ဇူရူကတော့ပြောနိုင်ပါတယ်အဲဒီနောက်ဇူရူကသူ့ယင်ဘက်မှာစိုက်နေတဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးဓာတ်ကိုသုံးလို့ရလားဆိုကပါဇက်မှာကိုက်လိုက်ပြီးတော့ဓာတ်သုံးချောင်းဆက်တိုင်းနဲ့ပုံစံကိုသုံးခါတိုက်ခိုက်လိုက်ပါတယ်ဒါကိုမြင်တော့ Orion ကလန်သွားခဲ့ပြီးကာမာဇိုကဇိုရိုကိုတိုက်လိုက်ပေးမယ်ဇိုရိုကရှောင်းလိုက်ပြီးတော့ကာမာဇိုကိုတိုက်ပြလိုက်ပါတယ်ပြင်းထန်တဲ့အချိန်နဲ့ကြောက်စရာအင်အားတွေကြောင့်လူကြီးကလည်းအံ့ဩသွားပါတယ်အဲဒီနောက်မှာတော့ကာမာဇိုတယောက်တည်သွားခဲ့ပြီး Orion ကလည်းဇိုရိုကိုဘလူတော်အင်အားကြီးတယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဇိုရိုကလည်းလဲကျသွားပြီးဇက်လန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ် အပိုင်း935ရဲ့အဆောင်မှာတော့ဇူရိုတရားကိုခမာဇူကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။အဲဒီအချိန်လူကြီးကတော့ခမာဇူရဲ့ကြာနေတဲ့လက်နက်ကိုကောက်ယူလိုက်ပြီးထွက်သွားခဲ့ပါတယ်။ဇူရိုကဒါကိုကြည့်လိုက်ပြီးသူကမေးလဲကြာသွားခဲ့ပါတယ်။ဒါကိုမြင်တော့အိုရီယန်တို့ကလည်းစိတ်ပူသွားခဲ့ပြီးဇူရိုရဲ့နောက်ကိုပြေးလာခဲ့ကြပါတယ်။တစ်ဖက်မှာလည်းလူဖီကနောက်ထပ်လူတွေကိုထတ်လို့ဖို့အတွက်ပြောနေပါတယ်။အဲဒီအချိန်ဒါကိုကြည့်နေတဲ့ခါဝါမတ်ဆူကသဘောကျနေပြီးသူလဲစူမိုဆော့ကျင်တယ်လို့ပြောနေခဲ့ပါတယ်။ အဲ့ဒီအချိန်လူအုပ်ကြားတွေကနေ Airplus ကထွက်လာခဲ့ပြီးသူကလူတွေကြားတွေကိုတွေထွေးနေရကြအောင်အားလုံးကရှောင်းလိုက်ပြီးယွန်စီယာကြီးလို့ပြောလိုက်ပါတယ်။ပြီးတော့သူကအပေါ်ကိုတက်လာပြီးတော့ဟျိုဂရိုကိုတော်လိုင်းရင်အသက်ခံရမယ်လို့ပြောထားတယ်မလားလို့ပြောလိုက်ပါတယ်။အဲ့နောက်သူကလူဖီကိုကြားတွေကိုဒရေးနဲ့ထွေးပစ်လိုက်ပြီးလူဖီကမင်းကိုမင်းကဒရေးထွေးတဲ့ကောင်လားလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်အော်တန်တစ်ခုနဲ့အတူမယ်ဒီလိုကလည်းပေါ်လာခဲ့ပြီးသူကစင်မော်ကိုတက်လာခဲ့ပါတယ်။ပြီးတော့အလိုကားတယောက်တည်းမဟုတ်ဘူးလို့ဆိုကစင်မော်မှာရက်နေခဲ့ပါတယ်။ သူရဲ့တင်းခွေချက်အကြီးကုန်ကိုကြည့်လိုက်ပြီးလူဖီကသဘောကျသွားပြီးတော့မင်းကမာမဲပုံမဲလေးချက်လိုက်ကြရအောင်လို့ပြောလိုက်ပါရီဒါကြကြတော့မက်တီလိုကလူဖီကိုဘာတွေပြောနေရလဲလို့ပြောလိုက်ပြီးသူရဲ့လက်ထဲကကြီးစံကစီးပရင်ကြောက်တုံးနေနဲ့လှုပ်ထားတာလို့ပြောလိုက်ပါရီဒါကြောင့်မက်တီလိုကလူဖီကိုမင်းဘာမှလုံးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်အဲ့နောက်မက်တီလိုကလူဖီကိုအားလုံးပြီးသွားပြီလို့ပြောလိုက်ပြီးမင်းကငါတို့လက်ထဲမှာပဲလို့ပြောလိုက်ပါရီဒါကြကြတော့ Queen ကဘဲနီလေးကိုစားနေရင်အားလုံးပြီးသွားပြီလေလားလို့ပြောလိုက်ပြီးဒါကအဲ့လိုမျိုးလွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါရီ အဲ့ဒီအချိန်လူဖီကဟျူဂိုရိုကိုအဖိုးကြီးညာဘက်ကိုသွားပြီးမြင်းမြင်းခုန်လိုက်လို့ပြောလိုက်တယ်။ဒါကိုကြတော့ဟျူဂိုရိုကအံ့ဩနေချိန်လူဖီကတော့အခုလိုပဲပြောလိုက်တာကြောင့်ဟျူဂိုရိုတယောက်ညာဘက်ကိုပြေးသွားလိုက်ပြီးမက်ဒီလိုရဲ့ခြေစံတွေကိုရှောင်ပစ်လိုက်ပါရီ။အဲ့နောက်သူကငုံလိုက်တာကြောင့်အယ်ဘာကာရဲ့ဒရင်းနဲ့တိုက်ခိုက်မှုတွေကနေထက်လွတ်သွားပြီးနောက်ဆုံးအနေနဲ့ဟျူဂိုရိုကလူဖီရဲ့စကားအတိုင်းပဲခုန်ပစ်လိုက်ပါရီ။ဒါကြောင့်သူရဲ့ကောင်းကအယ်ဘာကာရဲ့လေပင်ကိုတိုက်မိသွားပြီးအယ်ဘာကာကခဲချသွားပါရီ။ဒါကိုမြင်တော့အလုံးကအံ့ဩသွားပြီးတော့တစ်ဖက်မှာလေလူဖီကမက်ဒီလိုရဲ့ခြေစံတွေကိုအသာရပဲရှောင်ပြနေပါရီ။ ဒါကိုမြင်တော့ဟီယိုဂရိုကသဘောကျနေချိန်လူဖီကဟီယိုဂရိုကိုအဖိုးဒီတစ်ခါဖေဘက်ကိုလို့ပြောလိုက်တယ်။သူရဲ့စကားကိုကြားတော့ဟီယိုဂရိုကချက်ချင်းပဲဖေဘက်ကိုထွက်ပြေးခဲ့ပါတယ်။ပြီးတော့သူကလူဖီရဲ့စကားအတိုင်းပဲဖေဘက်ကိုဖနှောင်းနဲ့တင်မာတသားရဲ့ကြောင်အောင်ပြေးနေခဲ့တာပါ။အဲ့ဒီချိန်အယ်ဘာကလည်းဟီယိုဂရိုရဲ့နောက်ကနေအမြန်လိုက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းလူဖီကမက်ဒီလိုရဲ့တိုက်ခိုက်မှုတွေကိုရှောင်နေခဲ့တာပါ။ဒါကြောင့်စိတ်တူနေတဲ့မက်ဒီလိုကလူဖီကိုထိအောင်ပြေးဖို့ကြိုးစားနေခဲ့ပေမဲ့မရခဲ့ပါဘူး။စတိုင်မျိုးစုံနဲ့ရှောင်ထွက်နေတဲ့လူဖီကိုကြည်ကအားလုံးကလည်းသဘောကျနေခဲ့ပါတယ်။ အိမ်နောက်မှာတော့မက်ဒီလိုကလူဖီကိုထပ်ပြီးပြစ်လိုက်ပြင်မဲ့လူဖီကသူ့ရဲ့လက်နဲ့ကာထားလိုက်ပြီးမက်ဒီလိုကိုဒီလောက်ကြည်စံလေးနဲ့သူ့ကိုဘာမှလုပ်လို့မရဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့မက်ဒီလိုကပို့ပြီးတော့စိတ်တူသွားပြီးလူဖီကိုဆက်တိုက်ပြစ်လိုက်ကလူဖီကလည်းဒါကိုကာလိုက်တာကြောင့်ကြည်စံလေးကပြန်ကန်ထွက်လာပြီးဘေးကကြည့်နေတဲ့သူတွေရဲ့အနားကိုရောက်သွားခဲ့ကြပါရီဒါကြောင့်အားလုံးကကိုယ့်ယူကာယာနဲ့အသေးအံရှောင်နေကြပါပဲ။ဂွင်းကတော့ဘဲနီလေးကိုတော့အစားမပြတ်ခဲ့ပါဘူး။ နောက်တော့မက်ဒီလိုကသူ့ရဲ့ကြည်စံတွေကလူဖီရဲ့အပေါ်ကိုအလုံးမဖြစ်တာကိုသိသွားပြီးသူကသူ့ရဲ့ခန္ဓာကိုယ်ကိုအလုံးလိုက်ဖြစ်အောင်လုပ်ကာလှိမ့်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ဒါကြောင့်လူဖီကဂွေးထဲကိုလှည့်ပတ်ပြေးနေပြီးနောက်တော့မှထိအောင်ထိုးပြမယ်လို့ဆိုကာတိုက်လိုက်ပြီးမယ်သူကထပ်ပြီးထိုးမိသွားပါတယ်။ဒါကြောင့်မက်ဒီလိုကလွင်သွားချိန်လူဖီကနောက်ကလိုက်လာခဲ့ပြီးသူ့ကိုထပ်ထိုးဖို့လုပ်တော့မက်ဒီလိုကသူ့ရဲ့မျက်နှာကိုကာထားလိုက်ပြီးမယ်။လူဖီကတော့သူ့ကိုမထိုးလိုက်ဘဲဒါကလည်းရိုးရိုးထိုးတဲ့ပုံစံကြီးပဲလို့ပြောနေပါတယ်။ဒါကိုမြင်တော့မက်ဒီလိုကအံ့ဩသွားပြီးမထိုးဘူးလားလို့ပြောလိုက်တယ်။ အဲဒီနောက်မှာတော့အားလုံးကငြိမ်ကြသွားကြယူဂရိုကလူဖီကိုဒီတစ်ခါဘယ်ဘက်ကိုလဲလို့မေးလိုက်ပါတယ်။ဒါကိုကြတော့လူဖီကယူဂရိုကိုအဲဒီညမှာပဲရက်နေဖို့အတွက်ပြောလိုက်ပြီးသူကဟူယူဂရိုကိုသွားပြီးတော့ဂုံပို့လိုက်ပါတယ်။ပြီးတော့သူကတစ်ဖက်ကတိုက်ခိုက်မှုတွေကိုရှောင်ထွက်ခဲ့ပါတယ်။ယူဂရိုကတော့သူ့ကိုအောက်ချပေးဖို့အတွက်ပြောလိုက်ပေမဲ့လူဖီကတော့ဒါကိုညင်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာလေးနေတာကပူကောင်းတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ယူဂရိုကိုခေါ်ကထွက်ပြေးနေပါတယ်။တဖက်မှာလေဒါကိုကြည့်နေတဲ့ Queen ကလူဖီကိုယိုဂရိုကိုကယ်ပြီးပြေးချင်နေရလားလို့ပြောလိုက်ပြီးသူ့ကိုနောက်ထပ်ဘဲနီလေးထပ်ယူလာပေးဖို့အတွက်ပြောလိုက်ပါတယ် အဲဒီနောက်မှာတော့မဒီလိုနဲ့အယ်ဘာကာရူကဘောင်းဆလိုက်ကလူဖီရိုကိုအဆက်မပြတ်တိုက်ခိုက်ပါရီဒါကိုမြင်တော့သူတို့အားလုံးလည်းအောက်ကနေအော်ဟီအားပေးနေခဲ့ကြပြီးလူဖီကလည်းရှောင်နေခဲ့ပါရီနောက်တော့သူကပြန်ပြီးတိုက်ခိုက်လိုက်တာကြောင့်နှစ်ယောက်လုံးလွင်သွားခဲ့ပါရီဒီတစ်ခါမှလည်းလူဖီကမဟုတ်ဘူးလို့ပြောနေခဲ့တာကြောင့်ဟျိုဂရိုကလူဖီကိုမင်းပါလို့နေရာလေးလို့မေးလိုက်ပါရီဒါကိုကြတော့လူဖီကသူ့အနေနဲ့အင်အားကြီးလာရမှာမို့လို့လေ့ကျင့်နေရလို့ပြောလိုက်ပါရီသူရဲ့စကားကြောင့်ဟျိုဂရိုကလူဖီကိုကြည့်ပြီးဒီလူကအခုလိုအသက်လူနေရတာကိုတော့စိတ်ထဲမထားဘဲနဲ့လေ့ကျင့်နေရလို့ပြောလိုက်တာလို့တွေးနေခဲ့ပါရီ အဲ့နောက်လူဖီကိုယူဂရိုကဇောင်းနာတွေကမဟုတ်ဘူးမဟုတ်ဘူးနဲ့မင်းပါလုံးနေရလဲလို့မေးတော့လူဖီကယူဂရိုကိုသူ့ဆရာရဲ့တိုက်ခွတ်အကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒါကကိုင်တိုရဲ့အခြေခွန်ကိုခွဲပြစ်မလို့လို့ပြောလိုက်ပြီးအဲ့ဒီအချိန်တစ်ဖက်ကနေမယ်ဒီလိုရိုကပြန်ထလာပါတယ်။တစ်ဖက်မှာလဲဇိုရိုကသူ့ရဲ့ဓာတ်ကိုမြင်အောင်နေပြီးဓာတ်လူအော်ဟစ်ကဂုံးထလာပါတယ်။ဒါကြောင့်အိုရီယန်တို့ကလန့်သွားခဲ့ပြီးဒိုကိုကတော့ဇိုရိုကိုလန့်သွားတယ်နော်လို့ပြောကရင်နေပါတယ်။အဲ့နောက်ဇိုရိုကဘေးဘက်ဝင်းကြီးကိုကြည့်ပြီးဒါကဘယ်နေရာလဲလို့မေးလိုက်ပါတယ်။ အဲ့ဒီအချိန် Orion ကသူမဆေးချိတ်နေရာကိုချထားလိုက်ပြီး Zoro ကိုအယူသိပေးနေခဲ့ပါတယ်။ပြီးတော့အရင်ဆုံးသူမတို့ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်နေခဲ့တာပါ။ပြီးတော့တရားရစီခဲ့တာကြောင့်တောင်းပန်လိုက်ပြီးကျေးဇူးကိုဘယ်လိုဆက်ရမလဲတော့မသိဘူးလို့ပြောလိုက်ပါရီ။သူမိုင်းစကားကိုကြားတော့ဇိုရိုကတရားရတာကငါညံ့လို့ငါခံရတာမင်းတို့နဲ့မဆိုင်ဘူးလို့ပြောလိုက်ပါရီ။အဲဒီနောက်သူကဓာတ်ကိုကောက်ယူလိုက်ပြီးသူ့ရဲ့ဓာတ်ကိုပြန်မရသေးဘူးလို့ပြောလိုက်ပြီးအဲဒီလူပဲရောက်သွားတာလေလို့ပြောလိုက်ကလိုက်သွားဖို့လုပ်ပေမဲ့အိုရီယန်ကဇိုရိုရဲ့လက်ကိုဆွဲထားလိုက်ပါရီ။ဒီလိုတရားချင်းနဲ့အပြင်းထွက်သွားဖို့အတွက် မဖြစ်နိုင်ဘူးလို့လည်းသူမကပြောလိုက်ပါရီဒါပေမဲ့သူမဆွဲနေတာကဇိုရီရဲ့ဒဏ်ရာရနေရလက်ဖြစ်နေကြတာကြောင့်ဇိုရိုတယောက်အိုရီယန်ကိုအဲ့ဒီလက်ကဒဏ်ရာရနေရယူရလို့អော်လိုက်ပါရီဒါကြောင့်အိုရီယန်ကတောင်းပန်လိုက်တော့ဇိုရိုကစိတ်လျှော့လိုက်ပြီးအိုရီယန်ကိုနှုတ်ဆက်ပါရီလို့ပြောပြီးထွက်သွားဖို့လုပ်ခဲ့ပါရီဒါပေမဲ့ဒီတစ်ခါမှလည်းအိုရီယန်ကမဖြစ်ဘူးလို့ဆိုတာထပ်ဆွဲထားလိုက်တော့ဇိုရိုကအော်ဟစ်ပြီးအဲ့ဒါကြောင့်လက်ကဒဏ်ရာကိုမမြင်ဘူးလားလို့ပြောလိုက်တယ်ဒါကိုသူတို့ကိုကြည့်ကတူကူကတော့ရီမောနေပြီးနောက်ဆုံးမှာတော့ဇိုရိုကထွက်မသွားဖြစ်တော့ပါဘူးသူကမောက်ရဲလဲနေပြီးနားရီလို့អော်နေပါရီ ဒါကြောင့် Orion ကသူ့ကိုကြည်ပေးဖို့လုပ်ပေးမယ်။လမ်းနေတဲ့ဇိုရိုကတော့သူ့မောင်ကိုသူ့ကိုမထီးဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီချိန်တိုကူကဇိုရိုကိုစိတ်မပူဖို့အတွက်ပြောပြီးမြို့တော်ကနေဖားစီခိုးလာခဲ့တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့တိုကူကဇိုရိုကိုဖားစီကဒဏ်ရာအတွက်ရန်ကုန်ကောင်းတယ်လို့ပြောလိုက်ပြီးသူ့မောင်ကဇိုရိုရဲ့ဒဏ်ရာရီပေါ်ကိုလိမ့်ပေးလိုက်ပါတယ်။ဒါပြင်တူကူကဖားစီကဓာခုတ်ရပေါ်လိမ့်လိုက်ရင်ချက်ချင်းပြောက်သွားမှလို့ပြောလိုက်တော့ဇိုရိုကဒါဆိုရင်ကောင်းတာပေါ့လို့ပြောလိုက်ပါရီအဲဒီနောက်တူကူကဇိုရိုကိုသူမတို့နဲ့နေဖို့အတွက်ပြောလိုက်ပါရီ ဒါကိုကြားတော့ Orion ကလည်း Zoro ကိုဒဏ်ရာတွေမပြောက်ခင်အထိသူမတို့နဲ့နေဖို့အတွက်ပြောခဲ့တာပါ။အဲဒီနောက် Zoro ကတော့တဖက်ကိုလက်ကြည့်ကစားစရာရှိတာလားလို့မေးတော့ Orion ကခေါင်းငိမ့်ပြလိုက်ပြီးစားတော့မလားလို့မေးလိုက်ပါရီ။အဲ့နောက်မှာတော့ Zoro က Orion ကြွေးတဲ့အစားအစာတွေကိုအားရပါးရစားလိုက်ပြီး Orion ကတော့သူ့ကိုထပ်ယူမလာလို့မိလိုက်ပါတယ်။ဒါကြောင့်သူကပကံကို Orion ကိုပေးလိုက်ပါတယ်။အဲ့နောက် Orion က Zoro ကိုသူ့တိုက်ခိုက်ခံရတဲ့တရားကြောင့်ကိုပြောပြလိုက်တော့ Zoro ကသူ့ရဲ့ဓာတ်ကိုခိုးသွားတဲ့လူကြီးကိုတရိယာသွားခဲ့ပါတယ်။လူကြီးက Zoro ရဲ့ဓာတ်ကိုယူပြီး Rumaya ဓာတ်လို့ပြောခဲ့ပါတယ်။ ။အဲ့ဒီအချိန် Orion ကဒီလူရဲ့ဈေးမြေကိုမသိပေမဲ့လက်နက်ကင်ထားတဲ့လူတရာကနေဖြစ်ရင်ပေါ်လာတဲ့ဆာမူရိုင်းတယောက်ပါလို့ပြောပြလိုက်ပါရီ။ဒါကိုကြားတော့ဇိုရိုကတရာကိုသွားရင်သူ့ရဲ့ဓာတ်ကိုပြန်တွေ့ရနိုင်တာပေါ့လို့ပြောလိုက်တယ်။ပြီးတော့ဇိုရိုက Orion တို့ကိုမင်းတို့ကရောဘယ်သူတွေလဲလို့မေးလိုက်ပါရီ။ပြီးတော့ဘာလို့ခမာဇူရဲ့လိုက်တက်တာကိုခံနေရတာလဲလို့လည်းပြောလိုက်တယ်။ဒါကိုကြတော့ Orion ကသူမကအိုရိုချီကိုအပြစ်ကျူးလို့မိလို့လို့ပြောလိုက်တော့ Zoro ကအံဟောသွားပြီး Orochi ကိုအပြစ်လုပ်မိတာနဲ့လိုက်သက်ခံရမှာလားလို့မေးလိုက်ပါရီ ဒါကြောင့် Orion ကသူမတို့ကဝါနူဒီတောက်မှာရှိုးကန်တယောက်ပေါ်ကိုအပြစ်ကျူးလို့မိတာကတည်တံမှာပဲလို့ပြောပြလိုက်ပါတယ်အဲ့ဒီအချိန်တူကိုကဇိုရိုကိုသူမရဲ့နာမည်ကတူကိုလို့ပြောပြလိုက်ပြီးရှေ့မှာအိုထဲလိုက်လို့ရှိရင်အိုတူကိုယောက်ျားလေးလိုတိတ်ပဲရတယ်လို့ပြောပြနေကဇိုရိုကတော့သူ့ရဲ့ထုံးစံအတိုင်းမြည်ခဲ့ပါဘူးဒါကိုမြင်တော့တူကိုကဇိုရိုကိုမကြည်ရဘူးလားလို့ပြောလိုက်ပြီးအားလုံးကဒါကိုယီရတယ်လို့ပြောပြီးသူမကစိတ်ညစ်နေခဲ့ပါတယ်ဒါကြောင့် Orion ကယီမောနေပါတယ်အဲ့နောက်သူမကယီတောက်နေရဲ့ဇိုရိုကိုသေချာလေးကြည့်နေခဲ့ပြီးကိစ္စတစ်ခုကိုလေ့ဝတ်ထားစေချင်တယ်လို့ပြောလိုက်ပါတယ် ပြီးတော့ Orion ကဇိုရိုကိုသူမအနေနဲ့အကိုဖြစ်သူကိုရှာခြင်းမရလို့ပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လေးကကွေးသွားခဲ့တာဖြစ်ပြီးအခုဆိုရင်ဝါနူဒီသားမှရှိနေနိုင်တယ်လို့ Orion ကပြောပြလိုက်တယ်။ဒါကြောင့်ဇိုဇိုရိုကလည်းအံ့ဩနေပြီးပြီးတော့ Orion ကသူမရဲ့အကိုနာမည်ကမိုမိုဖြစ်ပြီးသူမကသူ့ရဲ့ညီမပါလို့ပြောပြလိုက်ပါတယ်။ဒါအပြင်သူမရဲ့နာမည်က Hiyori လို့ခေါ်ပါတယ်လို့ Orion ကပြောပြလိုက်ပြီးဇာလန်လေးကလည်းဒီမာရီမဲ့တခန်းရက်သွားခဲ့ပါတယ်။